မင်္ဂလာအခမ်းအနားအစီအစဉ်တင်ဆက်သူကျော်သူလင်းဖြစ်ပါရယ်ခင်ဗျာခုဆိုရင်၁၀နှစ်နီးပါးပေါ့၁၀နှစ်နီးပါးရှိသွားပြီဆိုတော့ဒီ၁၀နှစ်နီးပါးအတွင်းမှာတော့ဒီလုတ်ခဲ့ရတဲ့ပွဲပေါင်းကထောင်ကျော်ပြီပေါ့နော်လုတ်ခဲ့တဲ့ပွဲပေါင်းထောင်ကျော်သွားပြီဆိုတော့ပွဲအမျိုးအစားပေါင်းများများစွာမတူညီတဲ့ပုံစံတွေပေါ့နော်ကျွန်တော်တို့ဒီမင်္ဂလာခမ်းနားမှုမင်္ဂလာခမ်းနားမှုမှာကျွန်တော်တို့ကမနက်ပိုင်းပွဲ အပြင်ညပိုင်း evening dinner စတဲ့ပြင်ပေါ့နော်မတူညီတဲ့ပုံစံနဲ့ကျွန်တော်လုပ်ရတယ်မင်္ဂလာစီစဉ်ဒုတိယပိုင်းကိုပြင်လင်းစတင်ဖို့အတွက်ကျွန်တော်ရဲ့မင်္ဂလာမောင်နှင်ဆုံးကိုမင်္ဂလာစီမင်းထက်ကိုချစ်ခင်လေးစားစွာနဲ့အဲရှိတယ်အမှတ်တရကျွန်တော်ကဒီ MRTV4 မှာ TV presenter ပေါ့နော် TV season တင်ဆက်သူအနေနဲ့ကျွန်တော်လုပ်နေရင်းနဲ့2000အဲ73 74ဝင်းကျင်ပေါ့အဲ2073ဝင်းကျင်မှာအဲကိုယုံကအကိုဒီအမတွေရဲ့မင်္ဂလာပွဲတွေမှာ အကူဒီမားတွေအကူညီတောင်းတော့ကိုကစပြီးတော့အခမ်းအနားမူးအနေနဲ့ကူညီပေးဖြစ်တာပေါ့ဟို professionally လုပ်တာတော့မဟုတ်သေးဘူးဒါပေမဲ့စပြီးတော့ကူညီပေးဖြစ်တာပေါ့အဲ့ဒီချိန်မှာကိုယ့်ရဲ့လက်ဦးဆရာရုံးထဲမှာကိုယ်ပထမဆုံးစပြီးတော့တင်ပေးခဲ့တဲ့ဆရာကိုကောင်းထက်စုံနဲ့ကိုစင်အောင်အဲကိုကောင်းကြီးပေါ့နော်ကိုကောင်းထက်စုံနဲ့ကိုစင်အောင်နဲ့ရတော့ဒါကိုယ့်ရဲ့လက်ဦးဆရာတွေပဲဘာကြောင့်လဲဆိုတော့ဟိုမင်္ဂလာခမ်းအနားမူးကိုဒီလိုပြောတယ်ဒီလိုစကားလုံးလေးတွေတုံးတယ်ဒီလိုဒီလိုရှိတယ်ဆိုတဲ့ဟာမျိုးအကူတို့နှစ်ယောက်ကစပြီးတော့ခြားပြပေးခဲ့တာပေါ့ အဲခမန်းကြီးတော့အတိကျတော့မသိဘူးပေါ့နော်ဒါပေမဲ့အဲကျွန်တော်တို့လုတ်ခဲ့တဲ့တက်တန်းတစ်လျှောက်ဆိုလို့ရှိရင်တော့ပွဲပေါင်းကတော်တော်များပြီလို့ပြောလို့ရတာပေါ့။ဘာကြောင့်လဲဆိုတော့ဟိုကျွန်တော် MRTV 4ကနေအလုတ်ထွက်ပြီးတော့အဲ2016 January ပေါ့2016တလာပိုင်းကစပြီးတော့ကျွန်တော်ကဒီ freelance ပေါ့နော်အဲစပြီးတော့မင်္ဂလာအခမ်းအနားမှုအဲနောက်ကျွန်တော် corporate event တွေမှာ event MC ပေါ့အဲဒါ freelance အနေနဲ့ကျွန်တော်စကူးခဲ့တာပေါ့နော်ကူးခဲ့တာဆိုတော့ဟို ခုဆိုရင်10နှစ်နီးပါးပေါ့10နှစ်နီးပါးရှိသွားပြီဆိုတော့ဒီ10နှစ်နီးပါးအတွင်းမှာတော့ဒီလုတ်ခဲရတဲ့ပွဲပေါင်းကထောင်ကျော်ပြီပေါ့နော်လုတ်ခဲတဲ့ပွဲပေါင်းထောင်ကျော်သွားပြီဆိုတော့ပွဲအမျိုးအစားပေါင်းမြောင်များစွာမတူညီတဲ့ပုံစံလေးပေါ့နော်ကျွန်တော်တို့ဒီမင်္ဂလာခမ်းနားမှုမင်္ဂလာခမ်းနားမှုမှာကျွန်တော်တို့ကမနက်ပိုင်းပွဲအပြင်ညပိုင်း evening dinner စသဖြင့်ပေါ့နော်မတူညီတဲ့ပုံစံနဲ့ကျွန်တော်တို့လုပ်ရတယ်အဲနောက်တခြားသောကျွန်တော် corporate event တွေ company ပွဲတွေအဲ ကုမ္ပဏီအခမ်းအနားတွေဖွင့်ပွဲတွေစသဖြင့်ကိုလေအများကြီးပဲကျွန်တော်တို့တွေအများကြီးမျိုးစုံလုပ်ရပါတယ်ဆိုတော့မတူညီတဲ့ပွဲခမ်းအနားလိုက်မတူညီတဲ့အတွေ့အကြုံတွေဘဟုတုဒ္ဒတွေကျွန်တော်တို့ရဲ့အနောက်တင်းဆက်ပုံမတူတဲ့ပုံစံလေးတွေဒါတွေကစအများကြီးကျွန်တော်တို့လုပ်ခဲ့ရတယ်ပေါ့နော်ဆိုတော့ငယ်စဉ်တို့ပွဲရတော့ဒါအမှတ်တရပေါ့ဒါနိုင်ငံကျော်အနုပညာရှင်နှစ်ဦးဖြစ်တဲ့အဲပြည်သက်တွေချစ်တဲ့အပြည်သူချင်းအနုပညာရှင်တွေဖြစ်တဲ့အဲ့ပွဲမှာဒါကိုယ့်ရဲ့ဆရာသမားတွေကိုယ့်ရဲ့ညီကိုတွေအကုန်လုံးအတူတူတက်ညီလက်ညီအဲပျော်ပျော်ပါပါပါဝင်ခွင့်ရတဲ့အတွက်အများကြီးကျွန်တော်တို့ကြည်နူးရတယ်အဲထပ်တူဝမ်းသာရတယ်အကုန်လည်းဂုဏ်ယူပါတယ်ပေါ့အဲရှိတယ်အမှတ်တရ ကျွန်တော်ကဒီ MRTV4 မှာ TV presenter ပေါ့နော် TV အစီအစဉ်တင်ဆက်သူအနေနဲ့ကျွန်တော်လုပ်နေရင်းနဲ့2000အဲ73 74ဝင်းကျင်ပေါ့အဲ2013 74ဝင်းကျင်မှာအဲကိုယုံကအကိုဒီမတွေရဲ့မင်္ဂလာပွဲတွေမှာအဲအကိုဒီမတွေအကူညီတောင်းတော့ကိုကစပြီးတော့အခမ်းအနားမှုအနေနဲ့ကူညီပေးဖြစ်တာပေါ့ဟို professionally လုပ်တာတော့မဟုတ်သေးဘူးဒါပေမဲ့စပြီးတော့ကူညီပေးဖြစ်တာပေါ့အဲ့ဒီအချိန်မှာကိုရဲ့လက်ဦးဆရာယုံနေမှာကိုပထမဆုံးစပြီးတော့တင်ပေးခဲ့တဲ့ဆရာကိုကောင်းထက်စုံနဲ့ကိုစင်အောင် အဲကိုကောင်းကြီးပေါ့နော်ကိုကောင်းထက်စုံနဲ့ကိုဇင်အောင်နဲ့ရတော့ဒါကိုရဲ့လက်ဦးစရာတွေပဲ။ဘာကြောင့်လဲဆိုတော့ဟိုမင်္ဂလာခန်းနာမှုကိုဒီလိုပြောတယ်။အဲဒီလိုစကလုံးလေးတွေတုံးတယ်။ဒီလိုဒီလိုရှိတယ်ဆိုတဲ့ဟာမျိုးကိုအကိုတို့နှစ်ယောက်ကစပြီးတော့ချပြပေးခဲ့တာပေါ့။အဲအဲ့ဒီကနေပြီးတော့တခါအဲကျွန်တော်ပြင်ပပွဲတွေကိုပွဲအခမ်းအနားတက်ဖို့သွားတဲ့အခါမှာဂျုံနဲ့ဒါကိုရဲ့အဲမြင်းဆရာကြားဆရာပေါ့။မြင်းဆရာကြားဆရာဒီဆရာဦးသိန်းလှမော်ဆရာဦးကျော်စိုးဦးနောက်ဆုံးသွားတဲ့ဒါကျွန်တော်ရဲ့ဆရာရင်းနောက်တဦးပါ။အဲဆရာဦးရန်ပိုင်စိုးအဲအများကြီးပါပဲဆရာဦးလှမျိုးဆရာဦးဝင်းတင်အများကြီးပေါ့လေနော်။ အဲဆရာဦးကေတူဝင်းထော့အများကြီးပဲဆိုတော့ဒီဆရာသမားတွေရဲ့ပြောပုံစုပုံတွေလေယူလေသိမ့်နေအဲအဲ့ဒါတွေကိုကျွန်တော်အမြဲတမ်းနားထောင်ခဲ့ရတာပေါ့ဆိုတော့အဲ့ဒီမှာအဲကိုယ့်ရဲ့ဆရာသမားတွေသင်ဆရာရောမြင်ဆရာရောကြားဆရာရောအကုန်လုံးရဲ့ဒါသင်ယူမှုတွေဒါခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့အနီးကပ်အများကြီးထပ်ပြီးတော့ကျွန်တော်သင်ပေးတာကျွန်တော်တို့ရဲ့သင်ဆရာရောမြင်ဆရာရောကြားဆရာရောဆရာဥပုမြင်တန်းဒါဒီဆရာတွေအကုန်လုံးရဲ့သင်ကြားမှုတွေနဲ့ပေါ့နောက်အဲကိုယ့်ရဲ့အဲဖတ်ရှုတဲ့စာပေ အဲဗဟုသုတလေးတွေပြီးတော့ကိုယ့်ရဲ့တွေးတောနိုင်တဲ့အစွမ်းစာလေးတွေအကုန်စုပေါင်းရတာပေါ့နော်စုပေါင်းရတာပေါ့ဆိုအားလုံးစုပြီးတော့ကျွန်တော်ကစကလုံးလေးလုပ်ရတာပေါ့နော်အဲ့မှာမှတ်မှတ်ရဆိုလို့ရှိရင်စင်မမရှာလိတ်သွားတာပေါ့နော်အဲပြောတာကတော့အဲလှလှပပလေးခန့်ခန့်ညံ့ညံ့လေးနဲ့တကယ်ကိုစိတ်နှစ်ပြီးတော့အကောင်းဆုံးကိုလုပ်ပေးနေရဒါမဲ့မထင်မှတ်ထားတဲ့အချိန်မှာရှာလိတ်သွားတာပေါ့နော်အဲမင်္ဂလာလက်ထက်လက်စွပ်ယရနာအဲ့ဒါမင်္ဂလာလက်ထွက်လက်စွပ်ယရနာဆိုလို့ဟိုနည်းနည်းလေးရှာလိတ်သွားတာပေါ့အဲ့ဒါမျိုးလေးကြားတဲ့အခါမှာကိုကိုကိုလည်းပြန်အမှတ်တမဲ့ရည်ကျင်သွားပါဒါပေမဲ့ အဲကိုကြောင့်အနောက်ရှက်မဖြစ်ရလီအောင်ပြန်ပြီးတော့ထိန်းလိုက်နေတာပေါ့နော်ဒါတော့နုနေစဉ်ကာလပေါ့ကြာပါပြီလွန်ခဲ့တဲ့အဲ၈နှစ်၉နှစ်လောက်ကပေါ့နော်ဆိုတော့အခုတော့အဲ့ပြဿနာတွေလုံးဝမရှိတော့ဘူးဟိုဖြည်းဖြည်းချင်းကျွန်တော်ကပိုကောင်းအောင်လုပ်ရတာပေါ့ပိုကောင်းအောင်ကြိုးစားတဲ့အပိုင်းဖြစ်သွားတာပေါ့နော်အဲချက်ချင်းအမှန်ကိုပြန်ပြောရတာပေါ့အဲမင်္ဂလာလက်ထက်လက်စွပ်ယရနာဆိုပြီးတော့အဲလှလှပပလေးနဲ့ကျွန်တော်ကစကလုံးပီပီတတ်တာပေါ့နော်အဲအဲ့လိုလေးတိချာပြန်ပြီးတော့ပြောရတယ်ဒါကတော့အမှတ်တရလေးပေါ့အမှတ်တရပေါ့အဲ့ဒီတော့အဲ တွေ့ကြုံအဖြစ်လည်းနုနေတယ်နောက်ခုနပြောလို့ရင်ခုန်စိတ်လူရှားနေလဲပါတဲ့ခါကျတော့အဲ့လိုမှားခဲ့တဲ့အမှားလေးတွေပေါ့နော်အဲကိုမှားသွားပြီဆိုတာကိုသိရင်တော့အဲ့အမှားကိုချက်ချင်းပြန်ပြီးတော့အဲ့စကလုံးပြန်ဖားနိုင်အောင်ပြန်ထိနိုင်အောင်လုပ်ရတယ်ဆိုတော့စင်မမာပဲအမှန်ကိုအကောင်းဆုံးတတရရရနဲ့တီတီပပအတန်ကြီးကြီးလင်းလင်းပြက်ပြက်တတနဲ့ပြန်ပြောပေးရတယ်ပေါ့အဲ့အဲ့နမူနာလေးရခဲ့တာပေါ့နော်ဟုတ်ကဲ့အဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လေကျွန်တော်တို့ကဒါဒီအလုပ်နဲ့အတန်မူဝန်ချောင်းပြူတယ်ပြီးတော့ ဟိုဒီအလုတ်ကပဲကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုအရင်ဆုံးဘဝရဲ့ပထမဆုံးကျေးဇူးရှင်ရတာကျွန်တော်တို့ပညာတွေစပြီးတော့ အခြေခံနေစတင်ပေးခဲ့တဲ့ MRTV4 ပေါ့ Forever Group ပေါ့ဒါကတော့ကျွန်တော်တို့ရဲ့မိခင်ဌာနပါကျွန်တော်တို့ရဲ့ပထမဦးဆုံးကျေးဇူးရှင်ဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့မိခင်ဌာနကဒီ Forever Group MRTV4 ကသင်ပေးလိုက်တဲ့ပညာတွေနဲ့ကျွန်တော်တို့ကတဆင်ချင်းအဲဘဝကိုဆက်ပြီးတော့တက်လှမ်းရတာပေါ့ဆိုတော့တကယ်တမ်းအလုပ်ထွက်လိုက်တဲ့အချိန်မှာလည်းပဲဒါကိုယ့်မိခင်ဌာနသင်ပေးလိုက်တဲ့ပညာတွေနဲ့မိခင်ဌာနပေးလိုက်တဲ့နာမည်တစ်လုံးချောက်ဒါကျွန်တော်ကပြင်ပမှာအဲဒီလိုအလုပ်တွေကိုဆက်ပြီးတော့လုပ်ခွင့်ရတယ်ပြိသက်လက်ခံတယ်အားပေးတယ်ချစ်ခင်တယ်ပေါ့ဟော ဆိုတော့ဒါမိခင်ဌာနရဲ့ဂျီဇူကနံပါတ်1ပါအဲ့ဒီကနေပြီးတော့ကျွန်တော်ဆက်ပြီးတော့ကိုယ့်ရဲ့သင်ဆရာမင်းဆရာကြားဆရာတွေအကုန်လုံးရဲ့ဂျီဇူတွေနဲ့ကျွန်တော်ကဆက်ပြီးတော့ဟိုကိုတက်နိုင်တဲ့ပြေပေါ့အစွမ်းစားရှိစွာဆက်ပြီးတော့ကျွန်တော်စူးစမ်းရတယ်အဲ့တော့အဲ့လိုလုပ်တဲ့အခါမှာဟိုကိုလုတ်ခဲ့တဲ့တက်တန်းတစ်လျှောက်မှာတော့ခုနပြောလို့ကောင်းတာတွေမကောင်းတာတွေအများကြီးရှိခဲ့မှာပေါ့နော်လူဆရာတော့ဒါအားနဲ့ကျလဲရှိတယ်အာသာကျလဲရှိမယ်ဒါပေမဲ့တက်နိုင်ဆုံးတော့ကောင်းအောင်လုပ်တယ်ပြီးတော့ကိုလုတ်တဲ့အလုပ်ပေါ်မှာကျွန်တော်စီရနာထားတယ်အာယုံစိုက်တယ်အဲပြီးရင်ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုဒီနေ့တပွဲနဲ့နောက်တစ်နေ့တပွဲ အဲဒီတလားနဲ့နောက်တလားဒီတနည်းနဲ့နောက်တနည်းမတူအောင်ကျွန်တော်ကဆက်ပြီးတော့ဟိုဝန်စာတွေ knowledge တွေဖြည့်တယ်ပေါ့အဲအဲ့လိုနီးနေပဲကျွန်တော်အကောင်းဆုံးရှေ့ကိုဆက်ပြီးတော့သွားရပါတယ်အဲ့တော့ဟိုကျွန်တော်ကမြန်မာစကားကိုပြောကြားရတာဖြစ်တဲ့အတွက်အဲစင်မမာတကယ်တမ်းအစီအစဉ်တင်ဆက်တဲ့ခါမှာတော့သကဒံပီတာအောင်မြန်မာစကားကိုမြန်မာလိုပေါ့ကြီးကြီးလင်းလင်းပြက်ပြက်တတနဲ့ပြောနိုင်အောင်အဲကျွန်တော်မြန်မာစာမှာဆိုလို့ရှိရင်တော့ဟိုစပောင်ပိတ်တယ်စကိုက်နာတယ်ဆိုတာရှိတာပေါ့အဲ့လိုမျိုးစပောင်ပိတ်အောင်စကိုက်နာအောင်ကျွန်တော်ကစာတွေကိုပီပီတတလေယူလေသိမ်းမှန်မှန်အဲလှလှပပလေးပြောထည့်ရတာပေါ့အဲ့လိုပြောထည့်အောင်ကျွန်တော်အများကြီး စူးစမ်းရပါတယ်လေ့ကျင့်ရပါတယ်အဲအများကြီး PT ဖြစ်ရတာပေါ့နော်အဲ့တော့ကိုရီးယားဒီလုံနဲ့တမဝင်းချောင်းပြူတယ်ပြီးတော့ဒီလုံနဲ့ကိုရီးအဲဘဝကိုရက်တီခွင့်ရတယ်အဲ့တော့ကိုယ်အလုတ်အပ်တဲ့ဒီမင်္ဂလာမောင်နှံနေပွဲရှင်နေပြီးတော့အခြားသော company ပွဲဆိုလည်း company ပွဲလျှောက်ပေါ့နော်ကိုယ့်ရဲ့ client stay customer တွေအကုန်လုံးကိုကျွန်တော်တို့ကအဲလှိုက်လည်လေးလေးကျေးဇူးတင်ရပါတယ်။ဘာကြောင့်ဆိုတော့ဒီလူတွေရဲ့ယုံကြည်မှုတွေချစ်ခင်မှုတွေအားပေးမှုတွေဒါကိုနဲ့ wedding industry မှာဆိုလဲကျွန်တော်အတူလက်တွဲတဲ့ wedding planner တွေနောက်တခြားသောကျွန်တော်တို့ဒီ ကဏ္ဍအသီးသီးပညာရှင်တွေပေါ့အကုန်လုံးရဲ့လက်တွဲမှုတွေနဲ့ဒါကျွန်တော်ကအကောင်းဆုံးစူးစမ်းပြီးတော့လုပ်ရတာပါအဲ့တော့ငွေစင်တို့ပွဲမှာလည်းပဲဒါအခုလိုအမှတ်တရပါဝင်ခွင့်ပေးတဲ့အတွက်အဲစီအဓိကစီစဉ်ပေးတဲ့ Mind Dream ပေါ့နော် Mind Dream အဝမ်စတော့ wedding service and event planning ရဲ့ chairman and founder ကိုတန်းနိုင်တဲ့အမမက်ဆန်တာပြီးတော့ဒါကျွန်တော်အတူတွဲပြီးလှူဆောင်ခွင့်ရတဲ့ကျွန်တော်တို့ရဲ့သင်ဆရာမြင်ဆရာကြားဆရာဆရာဥပုံမြင့်တန်းကျွန်တော်ညီကိုကိုအောင်ပြဖြိုးနောက်တခြားသောကဏ္ဍအသီးသီးပါဝင်ကြတဲ့အနုပညာရှင်တက်ပညာရှင်တွေပြီးတော့ဒါကိုရီရဲ့ တကယ်ကိုအဲယူသေးရတဲ့လေးစားပြီးတော့ချစ်ရတဲ့ဒါကိုရီးယားမာမီခံဝင်တည်တန့်ရှင်ကြီးမာမီဒေါ်ရီသက်အကုန်လုံးဒါတက်ညီလက်ညီအတူတူပူပေါင်းပြီးပါဝင်ခွင့်ရတဲ့အပေါ်မှာအများကြီးဝမ်းသာတယ်အဲ့တော့အဲပါဝင်ခွင့်ပေးတဲ့အတွက်လည်းငယ်စဉ်မိသားစုလေးရောအာကျွန်တဲ့အကုန်လုံးပေါ်လေးအားလုံးကျွန်တော်ကကျေးဇူးအများကြီးတင်ရပါတယ်အဲဘဝမှာအမှတ်တရအနေနဲ့အဲဂုံယူစွာနဲ့ပါဝင်ခဲ့ရတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်